နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ညနေ9နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ချီနီကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်တုံလေအားကောင်းနေပြီးကြံမင်္ဂလာပင်လယ်အော်တွင် မုတ်တုံလေအားအသင့်အင့်ရှိနေပါသည်မနက်ဖြန်နဲ့အထီးခံမန်းချက် ကချင်ပြည်နယ်တွင်နေရာကျဲကျဲသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိတ်စိတ်နှင့် ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးမကွေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်ဒေသအလိုက်နှင့်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုံးပြေဖြစ်ပါသည်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအေယော်ရီတိုင်းဒေသကြီးတနင်္သာတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေကြားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ ၊လေပြင်းတိုက်ခတ်ခြင်း၊မိုးတိချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့် မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်မြဝကျုံပေါ်ဒေသများတွင်ထစ်ချုံမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေပြီးနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနှက်ဖြန်နေတဲ့အထီးခံမှန်းချက်မိုးအသင့်အတိတ်ထစ်ချုံရွာမီရွာရင်ရာနှုံးပြေဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက် မနက်ဖြန်နနက်အထိခန့်မှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်မနက်ဖြန်နနက်အထိခန့်မှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်